အထက်နိုင်ကွန်ဒိုတစ်ခုဖြစ်တဲ့ Ramanine Area တွင်မှာရှိတဲ့ Nish Mono Ramanine ကွန်ဒိုကွန်ဒိုရဲ့အတွင်းကဖွဲ့စည်းပုံလေးကိုကျွန်တော်အထက်မှာတေးစိလက်ပြရင်ပါဗျာကွန်ဒိုရဲ့အောက်ထပ်မှာဆိုရင် Greenery Area လို့ခေါ်တဲ့ private garden လေးရှိပါတယ်ကအကြောင်းညပြလမ်းထွက်လျှောက်လို့ရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ vending machine နဲ့ lobby room ပဲဖြစ်ပါတယ်။ fitness center လည်းပေါင်းပါတယ်ဗျ။ ဒါတော့ကို working space နေရာလို့ဖြစ်ပါတယ်။တကူကြီးတည်တန်းအလုံးလုံးလေးရနေရာထိုင်ခင်းရှိမယ်။ဒါတော့ meeting room ဖြစ်ပါတယ်။အဖွဲ့လိုက်စီဝေးထိုင်ရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာကတော့ work from home လုပ်တဲ့သူတွေအတွက်ပြင်ဆင်ထားတဲ့ကို working space နေရာပဲဖြစ်ပါတယ်။အရင်ကတက်တော့တက်တာရှိပါရဲ့ကကိုလိုရဲ့အောက်ထပ်မှာဆိုအင်းနဲ့ဆက်ကြတဲ့ခါပြီးပါပါတယ်။ကျွန်တော်ခုပြပြမှာတော့ studio room 28 square meter ဖြစ်ပါတယ်။ဒီခန်းကိုဝင်လာခြင်းမှာဆိုရင် living room ရှိမယ် လီဘရွန်နဲ့ပက်ဒရွန်ကိုမန်စလိုက်တော့ကာပြီးထားပါရဲ့ဗျဒါတော့ပက်ဒရွန်အိတ်ခန်းနေရာပဲဖြစ်ပါတယ်ပက်ဒရွန်ရဲ့ကဲမှာဆိုရင်ဘယ်ကူနီတခုထားပြီးထားပါရဲ့ဗျဒါတော့ဟော့ဆယ်အဝတ်လေးနေရာပဲဖြစ်ပါတယ်သူရဲ့ကဲမှာဆိုရင်အင်တာဂျူကန်ကန်ရှိပါရဲ့ဗျ အဲ့တော့ရာမနိုင်းဧရိယာတင်မှရှိတဲ့ niche mono ရာမနိုင်းကိုတော့ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြီးကြီးရှင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ fiber နဲ့ phone number မှာဆက်သွယ်မြန်ဆွမ်းနေပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်တိုနဲ့လုံချင်းဝင်မှာဆိုတော့ GNG Thai Office ကိုဆက်သွယ်မြန်ဆွမ်းနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။